အားလုံးပဲမင်္ဂလာပါရှေးဥစွာဖျားရဲ့ကျေးဇူးတော်ကိုထူပဲချီးမွမ်းပါတယ်ဖျားရှင်ရဲ့ကျေးဇူးတော်ကြောင့်တင်တဲ့ကျွန်တော်တို့အားလုံးဟာဖျားရဲ့ဂတိတော်ရှိသည့်အတိုင်းပဲကျွန်တော်တို့ရဲ့အသက်တာယနေ့အချိန်ထိပျက်စီးဆုံးရှုံးခြင်းတည်းသို့ကျွန်တော်တို့ဖျားရှင်ဟာရောက်ရှိခွင့် မပေးသေးတဲ့အတွက်ကျေးဇူးကိုချီးမွမ်းပါတယ်။ဒီနေ့ဓမ္မမိတ်ဆွေများနဲ့အတူဓမ္မကျမ်းစာကဖော်ပြထားတဲ့ကျွန်တော်ခွန်အားရရှိတဲ့ကျမ်းပိုင်လေးတစ်ပိုင်နဲ့အရောက်ရှိတိုင်းကိုခွန်အားပေးလိုပါတယ်။ရှေးဥစွာနှုတ်ပတ်တော်အတွက်ခဏလောက်ရှက်ကရှစ်တောင်းကြအောင်။အဖဖေယား ်ဒီနောက်ကပတ်တော်ကိုကောင်းချီးပိတ်သိပ်ပေးပါ။ဇာနာသူအတီးသီးတို့ရဲ့အသက်တာနဲ့ဝိညာဉ်တကူရှင်လင်းရခြင်းအခွင့်ရှိစေတော်မူပါ။တန်ရှင်သောဝိညာဉ်တော်ဖခင်သာသမီတို့ခေါ်ဖိတ်ပါ၏။နည်းနည်းရာအရာထဲသို့ဆွေးခေါ်၍သာသမီတို့ရဲ့ဝိညာဉ်မျက်စိဝိညာဉ်နာအလင်းလင်းစေတော်မူ၏ကြားစေတော်မူပါ။တခင်ခရစ်တော်ဖခင်ရဲ့နာမအဖြစ်ဆွတ်တောင်းဖိတ်ခေါ်ပါ၏ပါ။အာမင်။ ျမ်းပိုက်တစ်ပိုက်ကတော့ယောရှုမဆာအခန်းကြီး24အငယ်34ဖြစ်ပါတယ်။ယောရှုမဆာအခန်းကြီး24အငယ်34ယခုမှသာရဖျားကိုကြောက်ရွံ့၍ကြည်ပြူခြင်းတစ္ဆာဆောက်ခြင်းနှင့်တကားဝုတ်ပြူကြလော။မြင့်ကြီးတစ်ဖက်၌၎င်းအဂုတုပြည်၌၎င်းဘိုးဘေးတို့ဝုတ်ပြူသောဖျားများကိုပဲ့၍သာရဖျားကိုသာဝုတ်ပြူကြလော။ ဒီနေ့ဒီကြံပိုင်အဖြစ်ဓမ္မမိတ်ဆွေအယောင်ရှိတိုင်းကိုခွန်အားပေးလိုပါတယ်။သာဝရဖျားကိုဝတ်ပြုကိုးကွယ်တဲ့အခါမှာဘလို့စိတ်နှလုံးသားနဲ့ဝတ်ပြုကိုးကွယ်ဖို့ဖျားရှင်အလိုရှိတယ်လေဆိုရင်ပထမတစ်ချက်သာဝရဖျားကိုကြောက်ရွံ့သောစိတ်နှလုံးသားနဲ့ဝတ်ပြုကိုးကွယ်ဖို့ဖျားရှင်အထူး အလိုရှိပါတယ်။ထာဝရဘုရားကိုဝုတ်ပြုတ်ကိုးကွယ်တဲ့အခါမှာကြောင်ရွံ့သောစိတ်ငလုံးသားနဲ့ဝုတ်ပြုတ်ကိုးကွယ်ရမှာဖြစ်တယ်။ယနေ့ယုံကြည်သူအယောက်စီတိုင်းတို့ရဲ့အတ္တမှာထာဝရဘုရားကိုဝုတ်ပြုတ်ကိုးကွယ်တဲ့အခါမှာကြောင်ရွံ့မှုတွေအားနည်းလာကြပါတယ်။ထာဝရဘုရားကိုကြောင်ရွံ့သောသဘောဟာမင်္ဂလာရှိထာဝရဘုရားကိုကြောက်ရွံ့သောသဘောဟာပညာရဲ့အကျိုးချဖြစ်တယ် ဒါကြောင့်မို့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဟာတကယ်အင်မတန်မှမင်္ဂလာရှိတယ်ဆိုတာကိုကျွန်တော်တို့ကြားသိနားလည်ဖို့လိုအပ်ပါတယ်။ဒီနေ့ဘုရားကျောင်းလာတယ်။ဘာလို့ကောင်းကြီးမရတာလဲ။ဒီနေ့ဘုရားကိုဝုပြုကိုးကွယ်တယ်။ဘာလို့ကျွန်တော်တို့ကောင်းကြီးတွေမရရှိတာလဲ။ ကောင်းကြီးမရခြင်းအပေါ်မှာကျွန်တော်တို့ဇောတကတက်ဖို့ထက်ကောင်းကြီးပေးပိုင်နိုင်တဲ့ဖရာကိုကျွန်တော်တို့ဘယ်လိုစိတ်နှလုံးသားနဲ့ဝုတ်ပြုတ်ကိုးကွယ်ကြသလဲဆိုတာကအထူးအရေးကြီးပါတယ်။ဒါကြောင့်မလို့သာဝရဖရာကိုဝုတ်ပြုတ်ကိုးကွယ်တဲ့အခါမှာမင်္ဂလာရှိဖို့ကောင်းကြီးခံစားရဖို့အတွက်ကပထမဦးဆုံးတစ်ချက် ကျွန်တော်ရရဲ့ဝုတ်ပြကူးွယ်ခြင်းဟာသာဝရဘုရားကိုကြောက်ရွံ့သောစိတ်နှလုံးသားနဲ့ဝုတ်ပြကူးွယ်ကိုဖျားရှင်အထူးအလို့ရှိပါတယ်ဒုတိယတစ်ချက်ဘုရားသခင်ကိုဝုတ်ပြကူးွယ်တဲ့အခါမှာကြည်ပြူသောစိတ်နှလုံးသားနဲ့ဝုတ်ပြကူးွယ်ရမှာဖြစ်ပါတယ်အဲ့ဒါမှာကျွန်တော်တို့ဝုတ်ပြကူးွယ်ခြင်းဟာကောင်းကြီးဖြစ်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဝုတ်ပြကူးွယ်ခြင်းဟာ မင်္ဂလာရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့စိတ်နှလုံးသားကြည်ဖြူမှစိတ်နှလုံးသားကြည်လင်မှဘုရားသခင်အကောင်းချီးပေးလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဝုပြုကိုးွယ်ခြင်းရဲ့အတိတ်ကဒုတိယတစ်ချက်ကဘုရားသခင်ကိုဝုပြုကိုးွယ်တဲ့အခါမှာကြည်ဖြူသောစိတ်နှလုံးသားတွေဝုပြုကိုးွယ်ရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက် ်ထာဝရဘုရားကိုဝုပြုတ်ကိုးကွယ်တဲ့အခါမှာသစ္စာဆောက်ခြင်းစိတ်နှလုံးသားနဲ့ဝုပြုတ်ကိုးကွယ်ရမှာဖြစ်ပါတယ်။ဘုရားသခင်ကိုဝုပြုတ်ကိုးကွယ်တဲ့အခါမှာအာဒီနေ့ဒီအပဘုရားရှိခိုးတယ်။နောက်တပဘုရားမရှိခိုးတော့။ဒီမနေ့ဘုရားရှိခိုးတယ်။နောက်မနေ့ဘုရားမရှိခိုးတော့ဘူး။ဘုရားကိုဝုမပြုတ်လိုက်တော့ဘူး။ဆိုရင်သစ္စာဆောက်ခြင်းစိတ်နှလုံးသားမရှိခြင်းနဲ့ဝုပြုတ်ကိုးကွယ်တာဖြစ်ပါတယ်။ ဖရာသခင်ကိုဝုတ်ပြုတ်ကိုးကွယ်မယ်လို့ကိုကိုကိုစိတ်ဆုံးဖြတ်ချက်ချတဲ့အခါမှာအမြဲတမ်းမချမလားဝုတ်ပြုတ်ကိုးကွယ်တဲ့အချိန်တိုင်းအချိန်တိုင်းမှာကျွန်တော်တို့တွေသစ္စာစောင့်ခြင်းအဖြစ်ဝုတ်ပြုတ်ကိုးကွယ်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ချက်တော်ဓမ္မမင်းရှင်များဖရာသခင်ကိုဝုတ်ပြုတ်ကိုးကွယ်တဲ့အခါမှာ ယောရှုကဣသရေလလူမျိုးကိုခွန်အားပေးတဲ့ကဲ့သို့ထာဝရဘုရားကိုဝတ်ပြုကြလောထာဝရဘုရားကိုဝတ်ပြုကြလောဝတ်ပြုကိုးခွေတဲ့အခါမှာကောင်းကြီးရသောဝတ်ပြုကိုးခွေခြင်းမင်္ဂလာနဲ့ပြည့်စုံတဲ့ဝတ်ပြုကိုးခွေခြင်းဖြစ်ဖို့ရန်အတွက်အချက်၃ချက်လိုအပ်ပါတယ်ပထမတစ်ချက်ကထာဝရဘုရားကိုကြောက်ရွံ့သောစိတ်နှလုံးသားနဲ့ဝတ်ပြုကိုးခွေပါ ဒုတိယတစ်ချက်ကသာဝရဘုရားကိုဝုပြုကိုးွယ်တဲ့အခါမှာချီးမွမ်းတဲ့အခါမှာဆွတ်တောင်းတဲ့အခါမှာကြည်ပြူသောစိတ်နှလုံးသားနဲ့ဆွတ်တောင်းပါချီးမွမ်းပါဝုပြုကိုးွယ်ပါနောက်ဆုံးတစ်ချက်သစ္စာစောင့်ခြင်းစိတ်နှလုံးသားနဲ့ဝုပြုကိုးွယ်ဖို့လိုတယ်ဘုရားသခင်ကိုဒီနေ့ဝုပြုကိုးွယ်တယ်နောက်နေ့ဝုပြုကိုးွယ်ခြင်းမပြုတော့တဲ့အသက်တာနဲ့အသက်ရှင်ခြင်းမဟုတ်မနဲ့နေ့ရက်အစဉ်တိုင်းမှာဘုရားသခင်ကိုသစ္စာရှိစွာ ဘိုးပြုတ်ကိုယ်ကိုယ်ကိုဖျားရှင်အထူးအလိုရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဓမ္မမရှင်များအရောက်ရှိတဲ့ခွန်အားရမယ်လို့ယုံကြည်တယ်။ဘိုးပြုတ်ကိုယ်ကိုယ်ကြပါဖျားတဲ့ကဲကိုဘိုးပြုတ်ကိုယ်ဝယ်တဲ့အခါမှာမင်္ဂလာရှိတော်ဘိုးပြုတ်ကိုယ်ကိုယ်ချင်းကောင်းကြီးဖြစ်စေတော်ဘိုးပြုတ်ကိုယ်ကိုယ်ချင်းနဲ့အတူအသက်တာအသက်ရှင်နိုင်ဖို့ရန်အတွက်ဘုပ္ပုကိုဝယ်ခြင်းရဲ့အတိတ်ကအရေးကြီးတဲ့အချက်၃ချက်ကိုခွန်အားပေးခြင်းဖြစ်ပါတယ်။ကြားနိုင်ရသောနှုတ်ကပတ်တော်ပေါ်မှာဖယားရှင်ဆက်လက် တာ၍ကောင်းချီးပေးပါစေ။အာမင်။